ရိတ်တာအကြောင်းကိုနားလည်အောင်လုပ်ထားတယ်။ဘုရားရှင်ကိုကလည်းအာရုံပြုပေးဝိညာဉ်ရှိတဲ့တော့ Facebook မှာလည်းတင်လိုက်ပါတယ် Facebook မှာလည်းတင်ထားပါတယ်အာဆရာမစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ် 15ရက်လုံးတော့6ရက်နေပြီးတော့မှဖမ်းတယ်ဦးမှာ6ရက်နေပြီးတော့ကျဲတော့15ရက်ထက်ရောက်သွားပြီဘယ်တော့အမတ်တရလဲဆိုတော့ဟိုကလေးကြာပါပြီတအားကြီးတော့မကြာသေးဘူးဒီထဲမှာပဲပေါ့နော်ဆီယမအဲ့ရဟိုစီးစာရိတ်ကိုခွင့်တင်တာတွေများတဲ့အခါကျတော့အဲ့ဒါရောက်ရောက်ချင်းစူတာစူတဲ့အခါကျကောသွားပြီးတော့ဖမ်းနှိပ်ပေးလိုက်တယ်အဲ့ဒါဆိုနည်းနည်းအဆူရတာဒါပေမဲ့ဆီယမကလေစူပြီးလို့ရှိရင်နည်းနည်းဟော့ပေါ်လိုက်တယ်အဲ့တော့သူ့သူ့အဆူကိုခံကျင်တော့တာ twitch 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 ဆင်းမနေပတ်သက်လို့ကခန်းစားရေးကနံပါတ်1ကတော့ချစ်တာပါဒီမှာချစ်ပြီးတော့သူသူလုတ်တဲ့လုတ်ရက်တွေလိုက်ချစ်တာပေါ့အထိကတော့ချစ်ချင်းဖြစ်တာအနုပညာစီစာရေးစပြီးတော့စလုပ်မယ်ဆိုတဲ့ခါကျတော့မချစ်ကပေါ့နော်အဲ့နဲ့ဟိုက meeting လေးရှိရဲ့တဲ့အဲ့လိုအနုပညာစီစာရေးလုတ်ကြမှာပေါ့နော်အဲ့အဲ့ meeting လေးကိုတဲ့လိုက်ခဲ့ပါလားဆိုဟာဟာမှားလဲ အမကလည်းတမျိုးတမျိုးအဲ့မသိဘူးပေါ့နော်မဟုတ်ဘူးလေမီတင်ကိုပဲဟိုလိုက်ခဲ့ပေါ့နော်အဲ့တုန်းကအနုပညာစည်းစားရေးဆိုရယ် logo တော့မရွေးရသေးဘူးမရွေးရသေးဘူးအပြီးရဲ့ခါကျတော့မှအဲ့ logo မှာအဲ့နေ့ကမီတင်မှာပဲတခါတည်းရွေးကြတာပေါ့နော်ဘယ်ဟာနဲ့အဆင်ပြေမဲ့ဆိုပြီးတော့အဲ့အန်နေစပြီးတော့ပဲဒီနေ့အချိန်ထိပေါ့နော်အဲကိုအားတဲ့အချိန်ဆိုအများနဲ့လှူအားပေးဖြစ်တာပေါ့ဟုတ်ကိုတောင်တစ်ချိန်ချိန်နေရမလားမသိဘူးလေအဲ့လိုဆိုတဲ့အခါကျတော့အခုတည်းကဟို ဒီရိတ်တာအကြောင်းနားလည်အောင် လုပ်ထားတယ်အဖိုးတွေကိုတတ်နိုင်သလားအဖိုးဖွားတွေတတ်နိုင်သလားကူရယ်ပေါ့နော်အကြီးရေကိုကြည့်ရတာပေါ့ဆီယမတင်တာကိုမချစ်တော့လှုပ်တယ်အဲကူရီကတခါပြန်ကြည့်ပေါ့နော်ပြန်လှုပ်တတ်အောင်လို့နားလည်အောင်လို့လုပ်ပေါ့ဟိုဟာအရင်ဆုံးနားလည်အောင်လှုပ်ထားတာပေါ့ပြီးတော့မှပဲကိုကဟိုခိုင်းတာကိုလှုပ်တတ်တာနမို့ဆိုနားမလဲလို့ရှင်မရပြန်အောင်အဖိုးတွေကိုဒါပြောဆိုဆက်ဆက်ပုံကအစားလीအ မချစ်တိုးဆိုလို့ရှိရင်ဒါအိမ်မှာဘဘရှိရောဆိုလို့ရှိရင်ဘဘကိုသူကလူကြီးကိုပြုစုတတ်တယ်ပြုစုတတ်တယ်ကိုရီးယားကျတော့ပြုစုပြုစုတဲ့ဥစ္စာတိတ်မကြွအောင်မပြောဟိုဘောနော်မလုတ်ပေးတတ်ဘူးအမတွေကလုတ်ပေးတတ်တယ်အဲ့ဒါဆိုသူတို့တွေလုတ်တာကိုကြည်တယ်ကြည်ပြီးရဲ့အခါကျတော့ကိုလည်းတတ်နိုင်တယ်လို့ဘောနော်ဘေးကနေခုပေးတယ်ဒါကတော့အများနဲ့လုတ်ဖြစ်ပါပဲအကျမကတော့လေဟိုကဘာမှအများကြီးကျမမမျှော်လင့်တာအကျမနောက်ဆုံး နောက်ဆုံးအချိန်မှာကျွန်မအတိနဲ့တတိနဲ့တွဲပြီးတော့ပဲကျွန်မအဲ့လိုမျိုးဟိုထွက်သက်ကိုပေါ့အေးအေးချမ်းချမ်းပဲပေါ့နော်အေးချမ်းချမ်းဆိုပြီးမဲ့လဲယောဂဝေဒနာခံစားအေးချမ်းချင်မှအေးချမ်းမှာကျွန်မအတိနဲ့တတိလေးကိုအဲ့လိုကတ်ပြီးတော့ပဲတိပြီးတော့ပဲထွက်တယ်အဲ့ဒါတော့ပါကျွန်မဗမာနေရနေရပါဥမာဟိုပါပေါ့ရိတ်တာမှလည်းဖြစ်ချင်းဖြစ်မယ်အိမ်မှာလည်းဖြစ်ချင်းပဲဒါပြောလို့မရဘူးအဲဒါတွေကမျှော်မှန်းလို့မရကိုဗစ်ကာလမှာစပြီးတော့စာပေဘက်ကို ကျွန်မလိလာဖြစ်တာပေါ့နော်ငငယ်တုန်းကတော့ဘုရားရှိခိုးတာပါညာအဲ့လောက်ပဲရှိတယ်လေကိုဗစ်ကာလမှာကျတော့ကျွန်မအဲ့တော့မှကြောင်းစားတတ်ဖြစ်တယ်အဲ့တော့မှစာပေကိုလိလာအဲအဲ့လို့ဆိုအရင်တုန်းကတော့ကျွန်မတရားနာတာတော့ဘာလို့လဲဒီလိုပဲလုပ်တတ်တယ်ဟိုဟာပေါ့သာသနာ့ကွယ်ကြောင်းမှာလည်းပါတယ်ရှင်အဲတရားမနာစာပေမသိအဲနှုတ်တွေမဆောင်ဒါတွေကပါတယ်ပေါ့အဲ့လို့ဆိုတဲ့အခါကျတော့အကျမစာစာလုတ်တဲ့အခါကျတော့ကျမစိတ်ကလည်းစာတဲ့ကိုရောက်တယ်စိတ်ဝင်စားတယ်ကျမမသိ မတိတာတွေတိရတယ်ပေါ့အဲ့ကြောင့်မို့ကျွန်မစိတ်ဝင်စားကျွန်မကိုကိုကိုွယ်တဲ့ဘာသာကိုပို့ပြီးတော့အအသေးစိတ်လေ့လာခွင့်ရတယ်ပေါ့အဲ့ကြောင့်မို့ကျွန်မအခုချိန်ဒီလုတ်ဖြစ်တာဒီဇိုင်းမဲ့လုတ်ဖြစ်တယ်ဆိုတာတဲ့ကျွန်မအလုတ်နဲ့အဲကျွန်မဟိုအချိန်ဟရဲဆိုလို့ရှင်တက်ဖြစ်တာပေါ့တင်တန်းလေးတက်ဖြစ်တာပေါ့ဒီဟာကိုပဲကျွန်မစာကိုပဲတောက်လျှောက်တင်နေတဲ့အနေအထားမျိုးတော့အခုချိန်မှာတော့မရှိသေးဘူးပေါ့ကျွန်မအလုတ်နဲ့တွဲပြီးတော့တင်ကြတဲ့သဘောတရားလောက်ပဲရှိသေးတာပေါ့နော် အဲကျွန်မအလုံးလုံးနေသမျှကာလပတ်လုံးတော့ဒီဘက်ကိုခြေစုံပြစ်ပြီးတော့စာကိုမလုံနိုင်သေးဘူးပါရှင်။အချက်ချင်းကရာသပ်ပတ်မှုလက်ရှိမှုဆိုအစီအစဉ်တွေတော့တွေ့နေမရှိပါဘူး။ကျွန်မလူပဲ။သူဒီလက်ရှိမှုဖို့တော့မရှိဘူးရှင်။အလုတ်ကိုပိုဦးစားပေးဖြစ်လားဆိုတော့ကျွန်မအလုတ်ကျွန်မတို့အလုတ်ကကြတော့ခေါ်တဲ့သူရှိမှကျွန်မတို့ကလုပ်ရတာလေ။အဲ့လိုဆိုတော့အလုတ်ရှိတုံးလေးတော့အဲကျွန်မ ကျွန်မလည်းရိုက်ချင်တဲ့ဆန္ဒရှိတုံးလေးတော့အလုပ်ကတော့လုပ်ဖြစ်နေသေးတာပေါ့ရိုက်ချင်တဲ့ဆန္ဒတော့ရိုက်ချင်တဲ့စေရုပ်ရှိမှသာပြောရအောင်အဲဟုတ်ပါမှန်ပါဘာဘာချရတဲ့စေရုပ်တွေတော့ရိုက်ချင်တယ်လို့ပြောရမှာတူတယ်နော်ကိုကိုစီရောက်လာတဲ့စေရုပ်ကိုတော့ကိုသရုပ်ဆောင်နိုင်မယ်လဲထင်တယ်ပေါ့နော်စူးစမ်းနိုင်မယ်လဲထင်တယ်စူးစမ်းခွင့်လည်းရမယ်ဆိုရင်တော့ကျွန်မလုပ်ဖြစ်တာပေါ့ရှင်ရွှေချယ်ခွင့်တွေကအများကြီးများလာစေရုပ် ်အရင်တော့တော့မရှိဘူးအခုတော့ဒီနှစ်ပိုင်းမှာတော့ကျမရေးရေးချယ်ခွင့်ရှိရဲ့စေရုပ်တွေတော်တော်များများတွေ့ရတယ်အဲ့ထက်ကမှကျမရွေးပြီးတော့ရက်ဖြစ်တာပေါ့ဒီတော့ဒါအမရဲ့စကားနဲ့အဖေရဲ့ပိတ်သက်တွေရောဘာလို့ပြောချင်တာရှိလဲအာသူတို့မဟုတ်ပါဘူးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါလို့ကျမနေ့စဉ်ဆုတောင်းပေးပါတယ်ကျေးဇူးပါ